ဒီပတဲကတော့ AI Esports နဲ့ဝိုင်းကြီးပွဲမှာ AI Esports ဘက်ကနေ bounce back ပြန်လုပ်သွားတဲ့ပတဲပါဒီပတဲမျိုးကအရင်တော့ MPA Philippines နဲ့ MPA Indonesia တို့မှာဖြစ်လေဖြစ်တာရှိတဲ့ပတဲတွေမျိုး Legend Law ပတဲတွေမှာအသာစီးရနေတဲ့အသင်းဘက်က Maxman နဲ့ Tan က Anime Sanjiba Lane ကိုတွားပြီးရှင်းတဲ့အခါမှာအဖိကန်နာရတဲ့အသင်းက Law ကိုလည်းရွေးချယ်စရာ option မရှိတော့တဲ့အခါမှာဒီဘက်လေးကိုများလာလို့လာညာဆိုပြီးတော့စောင့်မိတီးတဲ့ strategy တစ်ခုပါဒါကြီးကအခွင့်အရေးသာပေးမယ်ဆိုလို့ရှိရင်ပြန်ပြီး bounce back ဖို့ရခိုင်တော့တအားများတယ်ဗျဒီပတဲမျိုးတွေကအခုလိုမျိုး match ညက်ဖြစ်သွားတဲ့ matter တစ်ခုမှာဆက်ပြီး ွက်ဖြစ်နေသေးတယ်ဆိုတာတော့တော်တော်လေးကိုဝမ်းနေစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အထူးသဖြင့်ဆိုလို့ရှိရင် expanding river ပေါ့ expanding river map မှာဆိုလို့ရှိရင်အလယ်လိုင်းကနေကြိုက်တဲ့လိုင်းကို flat mode တက်ကိုအချိန်စက္ကန့်နည်းနည်းလေးနဲ့ရောက်သွားနိုင်တာဟုတ်ဒီချက်တစ်ခုတည်းနဲ့တင်ဒီလိုမျိုး bounce back battery ကိုဖန်တီးလို့မရအောင်နိုင်နေတဲ့အသင်းတွေဘက်ကနေ lane split လုပ်မယ်ဆိုလို့ရှင်ဒီလိုမျိုးအန်နေတွေမဖြစ်အောင်အများကြီးပြင်ဆင်ထားလို့ရနေပြီဒီပရမာဆိုလို့ရှင် AI Esport ဘက်ကလာပြီးတိုက်တဲ့အခါမှာ brand နဲ့ဝန်ဝန်နှစ်ကောင်းနဲ့ပဲခါးစီခံရရတယ်စီစီနဲ့ယူရှင်းရရေစီးချောင်း flow down လာဖို့ရအရန်နှင်းနေ ပြီးတော့ fairing ကလည်းရေစီရောင်ပြောင်းပြန်ကြီးကိုပြန်တက်ပြီးကမှလာရတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကဘက်ကတည်းကအလင်းမြန်ရောက်မလာတော့ဘဲနဲ့ဖေးသွားတာအဲ့ဒီချက်ကိုကျွန်တော်အနေနဲ့ဘယ်လိုပြန်ပြီးတော့အခွင့်ကောင်းယူလို့ရလဲဆိုလို့ချင်း enemy ဘက်ကဒီလိုမျိုးလာပြီး dive မှာဟိုကိုယ်ဒီဘက်ကကြိုပြီးတိနေတဲ့အတွက်ကြောင့် fairing ရော zushin ရော cc ရောကမကွာတဲ့အနေထားမှာဟိုးနေတဲ့နဲ့ဒါမှသာရေစီရောင် flow တိုင်းလိုက်ပြီးတော့ကိုယ်ဒီဘက်ကတာနေတဲ့ network ကကိုအသုံးချပြီးတော့ဒီကောင်နေကိုရီးယားအကွက်ထဲဝင်လာတဲ့အချိန်မှာ ဖြောက်စုံမျိုးရိုက်ပြီးတော့ easily လက်ကိုတရာကြီးလိုမျိုးလှုပ်သွားလို့ရတယ်။ဘာကြောင့်ကျွန်တော်အဲ့လိုမျိုးလှုပ်လို့ရတာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုရီဘက်က network ကတာနေလို့ဒီနေရာမှာဆိုရင်ပဲကြည့်လိုက် Ferrin တို့ CC တို့ Zushin တို့ကနောက်မှရောက်လာပေမဲ့လို့ဗတဲ့ဆိုင်ပြီးတော့တဲ့အခါမှာ AI Esport ဘက်ကသွေးလေးတွေကဖင်ကက်လေးတွေပဲကြံတော့တွေ့ရပါလိမ့်မယ်။ပြောမယ်ဆိုလို့ရှိရင်2ယောက်5ယောက်ဆိုင်သွားတဲ့ဗတဲ့2ယောက်5ယောက်ဆိုင်တဲ့အခါမှာ2ယောက်ကတည်သွားပေမဲ့ကြံတဲ့5ယောက်ကဖင်ကက်လေးတွေပဲကြံခဲ့တယ်ဆိုတာဒါ network ရဲ့ power ပါပဲ။ Bamis ကရဲ့ network ကတာ huge ဖြစ်နေတဲ့အခါမှာ AI Esport ဘက်က5ယောက်2ယောက်ဆိုင်ပေမဲ့လို့သွေးလေးတွေတော်တော်လေးကိုဖင်ကက် ်နဲ့နိုင်သွားတော့တွေ့ရပါလိမ့်မယ်တကယ်လို့9ရောက်9ရောက်သားဘာမစ်ကိုအဲ့ပတယ်မျိုးကိုဖန်တီးနိုင်ခဲ့မယ်ဆိုလို့ရှိရင်အဲ့နေရာမှာငါစားဝဲမြင်ပြီးတော့ငါများကြိတ်ကိုမမြင်တဲ့ AI ကချက်ချင်းအလုံးရင်းနဲ့ဝင်တိုးလာမယ်ဆိုလို့ရှိရင်ဘာမစ်ကို expanding river ရဲ့အားတာချက်ကိုအသုံးချပြီးတော့ရှင်းနောက်ပိတ်ညက်ပြီးတော့အပြောက်ဖြောက်လိုက်အောင်ပါပဲပြောမယ်ဆိုလို့ရှိရင် network power အရင်ကကြီးမားနေတဲ့အတွက်ကြောင့်ဘာမစ်ကိုဘက်ကဘလို့ဆိုင်ဆိုင်အောင်နိုင်မှာတော့ချိန်နေတယ်ပြီးတော့ဘာမစ်ကိုပစ်ထားတဲ့ drop ကလည်းပတယ်မှာအရင်ကျန်လာပါတယ်ဆိုတော့ objective ကျန်ကလာ drop ကြည့်လိမ့်အဲ့တော့ကျွန်တော်မနိုင်ဘူးအကြောင်းပြချက်ကိုတစ်ချက်လောက်ပေးစမ်းပါဘလို့မ ောက်မနိုင်ဘူးအကြောင်းပြချက်ရှာမရပါဘူးဟုတ်ပြီဒါကတော့ကျွန်တော် Bimis Go ဘက်ကတာနေတဲ့အချိန်မှာ AI Sport ဘက်က bounce back လုပ်သွားတဲ့ battle လေးတစ်ခုကိုရှင်းပြပေးသွားတာပေါ့နော်အဲအဲ့ဒီဘွဲကြောင့်ပြောရမှာလားအဲ့ဒီဘွဲကြောင့်ကတော့ထွေထူးထူးမရှိပါဘူးနီးပြတွေအနေနဲ့ utility jungler တွေနဲ့ assassin jungler တွေကိုဘယ်လိုမျိုးရွေးချယ်သုံးလုံးလဲဆိုတဲ့အပေါ်မှာမူတည်သွားတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်နီးပြတွေကခေါင်းကိုက်စရာမလိုတော့ဘူးလေ utility jungler တွေက objective jungler တွေဖြစ်တဲ့အတွက်ကြောင့် assassin jungler တွေကို objective ဘက်မှာအရန်တာတယ်ဒီ battle လေးဆိုလို့ရှိရင်ကြည့်လိုက် AI Sport ဘယ်လိုမှတို့လို့မရဘူးဘယ်လိုတို့မလဲရှေ့ကတို့နေတဲ့ကောင်ဒီ battle ရဲ့ main hero ဖြစ်တဲ့ ဲ့ brand မှာမဟုတ်တာရှေ့ကနေကားကားလုပ်နေတာဇူရှင်းနဲ့စီစီနဲ့ဒီနကောင်လည်း flicker ရှိတယ်သူတို့အထိပြီဆိုတာနဲ့ ferrina ကိုပြေးပြေးပြီးတော့ flicker နဲ့ကက်ကတ်သွားလို့ရှိရင်ဒီနကောင်မဲပြီးတော့နောက်ကပြေးလိုက်လာလို့ရှိရင်လည်း brand အန်တွေကကြောက်ရသေးတယ်ဒီမှာဒီဗီဒီယိုပဲကြည့်ရင်းနဲ့လီနာကဗတဲ့ဖြစ်ပြီဆိုတာနဲ့အလဲကိုပြေးပြီးတော့ ferrina ကိုကတ်တယ်အဲ့တော့ AI ဘက်က law objective ကိုပဲ focus လိုက်တဲ့အချိန်မှာအငိုင်းပြီးတော့ပြီးတော့နောက်က brand ကြီးကပေါ်လာပြီးတော့3 match တိုင်းထိုးချသွားပါလေရောအဲ့တော့ expanding river အပေါ်မှာ AI စပေါ်ခင်းကျင်းတဲ့ drop ပုံစံအရာ bamis ကိုတွန်းလှန်နိုင်မှုရလုံးဝမဖြစ်နိုင်ဘူးပြီးတော့ objective ကြံကလာတွေ ဘူးအာလီတာတဲတွေမှာနှစ်ခါသုံးခါလောက်ပိတ်ပြီးတော့ဖေးသွားပြီဆိုလို့ရှိရင် ပြန်လဲတွန်းလာနိုင်မှာမဖြစ်နိုင်တော့ဘူးဆိုတော့ပရိုလဲအတိပဲအဲအဲ့လိုဆိုလို့ရှိရင်အစစ်စစ်နဲ့အရင်တော့ဆိုလို့ရှိရင်ပြန်ပြီးတော့ bounce back လုပ်ဖို့အတွက်စမ်းကျင်မဲ့လင်းဟာ creed တွေကိုတော်တော်ရှင်းပြီးတော့ hyper ပြန်ရုံးတယ်ပေါ့လေဒါပေမဲ့ဒီလို expanding river ဖြစ်လာတဲ့အပေါ်မှာတော့ဘယ်လိုမှဒီအစစ်စစ်တွေဥထောင်နိုင်စရာအကြောင်းကိုမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ expanding river ရဲ့မြေပြင်အခြေအနေအရောပါရေထဲကနေကုလူဆက်ဆံသွားလာရတဲ့ movement speed ကအပေါ်လင်းကနေအောက်လင်းကိုခဏပဲအဲ့ဒီအတွက်ကြောင့်လည်းအစစ်စစ်တွေလုံးချင်နိုင်လို့လို့မရတော့တာ။ Sorry ပါရန်နောက်ထပ်တစ်ချိန်ထပ်ပြီးတော့စူးစမ်းလိုက်ပါဦး။ ကဲ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 မိုဘိုင်းလိုင်းကြံတွေကိုအဲ့လောက်ကြီးဈေးလည်းမတုံးရင်ဘူးမကအမြင့်နေဝေါ်ကော်လာတာအမြင့်နေကိုယုံကြည်စိတ်ချသွားနေစော့ကျင်နေညီကိုကြောင်းသားတွေလာပြီးစုကြမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မကအကောင့်တွေဝေါ်ကော်လာတာအကောင့်တွေကိုကျွန်တော်တို့အငှားသဘောမျိုးနဲ့ကျွန်တော်တို့ channel ဒီကြီးမှာပေးဆောင်နေပါပြီ။ကဲအဲ့တော့စော့ကျင်နေညီကိုနေနဲ့ပတ်စံဘလောက်ရှင်ရတယ်။အဲ့လောက်မလို့တသောင်းနှစ်သောင်းရှိရုံနဲ့စော့လို့ရပြီ။ဒီလိုကောင်းမျိုးကြီးတွေရမယ်မကအကောင့်တွေ။အဲ့တော့စိတ်ဝင်စားရင်ညီကိုနေနဲ့ကျွန်တော်ရဲ့ဒီ YouTube channel ရဲ့ pin comment မှာ link ချပေးထားတယ်။အဲ့ link ကနေတစင် channel လေးကိုဝင် join တာပါ။ Telegram channel မှာကျွန်တော်အယောင်ဝယ်တွေရောအကောင့်အငှားတွေရောပြီးတော့တရ AI ကိုင်းတော့ authentic perfume တွေရင်မွေးတွေကိုလည်းကျွန်တော်ရောင်းချပေးနေပါတယ်။ကဲအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ YouTube brother တွေကိုမိတ်ဖောက်ပေးမယ်။ YouTube brother တွေ only เนาะ။ဘာလောက်ရမလဲဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment section ထဲမှာတစ်ခုခုဝင်ရင်းသွားနောက်ဗီဒီယိုမှာကျွန်တော်ပောက်တဲ့လူကို random picker နဲ့ရွေးပြီးတော့ weekly bet ပဲမိတ်ဖောက်သွားပေးပါမယ်။အဲ့တော့ comment section ထဲမှာဝင်ပြီးတော့ရေးလိုက်ကြရအောင်။ Shanad D you came in MPP friend